မျိုးသမီးတွေရဲ့အလားပါစံနှုန်းဆိုတာကနိုင်ငံဒေသလိုက်လူမျိုးစုလိုက်ခွဲပြားခြားနာကြပါရည်။ဒါဆိုရင်ကမ္ဘာတဝန်းကထူးထူးခြားခြားဖြစ်တဲ့ပြင်ကြောင်းစီအောင်ကောင်းတဲ့အလားပါစံနှုန်းတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ရှီခေတရုတ်ပြည်ရဲ့ဂျာပန်ခြေထောက်ရှီတရုတ်ပြည်မှာတစ်ဆင်ရာစုကနေ1949ခုနှစ်အထိကခြေထောက်သေးတဲ့မျိုးသမီးတွေမှာအဆင်တန်းမြင့်နေလို့သတ်မှတ်ကြပါရည်။ဒါကြောင့်အဲဒီခေတ်ကတရုတ်မျိုးသမီးတွေဟာအပြိုဝင်ကစားအသက်၄နှစ်ကနေ9နှစ်အရွယ်ကနေစပြီးတော့ခြေထောက်တွေကိုတေးလောင်ပြုလုပ်ကြပါရည်။ဒေခြေထောက်တွေကိုဂျာပန်ခြေထောက်လို့ခေါ်ပါရည်။ဒီလေးတာ မျိုးတွေကလက်လုတ်လက်စားတွေလို့အလုတ်ကျန်းတွေအိမ်မူကိစ္စတွေလုံးဆရာမလို့တဲ့အထက်တန်းလွာလူကုန်ထမ်းအမျိုးသမီးတွေကအများစုလုံကြတာပါအမျိုးသမီးငယ်တွေကခြေဆောင်တွေကိုအောက်ဘက်ခောက်ခွေထားပြီးတော့ခြေပွားနဲ့ခြေပနှောင်းတွေကိုတင်းနေအောင်အစီထားရှာပါရီရွေချက်ကတော့ခြေောက်ကိုအများဆုံးသုံးလမချက်ပိုးပြီးတော့မကြီးလောင်လှုပ်ဖို့ပါခြေောက်ရွေစားကြီးမလောင်အောင်ခောက်ခွေနေအောင်စီထားရှာရီအတွက်ကြောင့်လေအလွန်ကူမှနာကျင်ခံစားရှာပါရီကြာရှည်လမ်းမလျှောက်နိုင်တာလဲချတာတွေလည်းဖြစ်တတ်ပါရီတချို့ဆိုရင်ယောဂပိုးဝင်အောင်အယိုးပိုးဝင်တာတွေကြောင့်အဖျားကြီးအောင်တတိ ၄လစ်တာတွေဖြစ်တဲ့အပြင်အသက်သေးဆုံးနေသူတွေရောရှိခဲ့ပါရီ။ခြေထောက်သေးတဲ့အမျိုးသမီးတွေအားလမ်းလျှောက်ဖို့အတွက်အခြားသူရဲ့အကူအညီလိုအပ်တဲ့အတွက်လည်းအမျိုးသားအပေါ်မှာလုံးဝမိခိုးအားထားသူဖြစ်သတ်မှတ်ခံရပါရီ။ဒါဟာသူတို့ရဲ့ချမ်းသာမှုကိုပြသတဲ့နည်းလမ်းတစ်ခုလေးဖြစ်ခဲ့ပါရီ။ ဗီတိုရီယာခေတ်ရဲ့နှဖူးကျေခြင်းဗီတိုရီယာခေတ်မှာအမျိုးသမီးတွေအတွက်နှဖူးပြင်ကျေတာကအလှပဉာဏ်ပညာရှိခြင်းသင်္ကေတတစ်ခုပါဒါကြောင့်ဗီတိုရီယာမျိုးသမီးတွေဟာနှဖူးကိုခြေတလောက်ကျေအောင်မျက်ခုံးမွေးတွေကိုပြောင်းနေအောင်နှုတ်ပစ်ချပါရီနှဖူးပြောင်းနေလို့မထင်ရသေးရင်သပင်းဆက်ကသပင်းတွေကိုပါဆွဲနှုတ်ပြီးအောင်နှဖူးကိုပူကြည့်ရလို့ထင်အောင်လုပ်ကြပါရီကွင်းအဲလီစဘတ်တင်လက်ထမှာလေဒီလိုနှဖူးကျေခြင်းကိုအလှပစံနှုန်းဖြင့်သတ်မှတ်ခဲ့ပူပါရီအဝါဒီယန်ခေတ်ရဲ့ကော်ဆက်ယူသူမူအဝါဒီယန်ခေတ်1901-1930ဝင်းကျင်လျှောက်တော့ခါသီးဆုံးအမျိုးသမီးက အလားဆုံးဆွေဆန်တော့ကပြန်ပြီးတော့ခစ်စားလာပါရီဒီခါခါကိုတီးတွေ့စီဖို့အတွက်ကော်ဆက်တွေကအလုံးမင်းကိုခစ်စားလာပါရီကော်ဆက်ဆိုတာကမာကျိုးရဲ့အချောင်းတွေထိချုပ်ထားပြီးအောင်ခါကိုတင်းကျက်စွာချုံနောင်ပြီးတော့ဝစ်ဆင်ရှာတာပါလိုချင်တဲ့ခန္ဓာကိုယ်ပုံစံတိုင်းရှောင်းလို့နောက်ကကျူရီကိုတင်းကျက်စွာချီနောင်ပြီးတော့ဝစ်ဆင်ကြပါရီဒီလိုချက်စည်းထားတဲ့ကော်ဆက်တွေကြောင့်အမျိုးသမီးတွေအသက်ရှူရခက်တာနှလုံးစီသွေးလေပတ်မှုနေလို့မူလေအောင်အတွင်းအင်္ဂါတွေပျက်စီးရအထိအဆူကျူရီဖြစ်စေခဲ့ပါရီတချို့ဆိုရင်နန်ယိုးတွေအထဲကိုကိုယ်ဝင်သွားတာမျိုးတော့ရှိခဲ့ပူပါရီဂျပန်ရဲ့ ရှာပေးသွားနိုင်ငံများစုကမိန်းကလေးတွေဟာတွားရီဖြူဖွေးပြီးတော့ညီညာချင်းကြတာတဘာဝပါ။တွားမညီလေဆေးပညာအကူအညီနဲ့ညီလာအောင်ကြိုးစားကြပါရီ။ဒါပေမဲ့အခုခေတ်ဂျပန်နိုင်ငံမှာတော့ရှာပေးလို့ခေါ်တဲ့တဒတ်အပေါ်သဆွေလေးတွေအနည်းငယ်ရှေ့ထွက်နေတဲ့ပုံစံရှိသူတွေကပိုလှရီလို့ခံယူကြပါရီ။ဒီလိုတွားမျိုးရှိတဲ့သူတွေကပို့ပြီးတော့ငယ်ရဲပုံပေါက်တယ်။ပြောင်းလိုက်တဲ့အခါမှာချစ်စရာကောင်းတဲ့ကလေးဆန်တဲ့အသွင်ရှိရလို့ဆိုကြပါရီ။ဒါကြောင့်တချို့ဂျပန်အမျိုးသမီးတွေကဒီလိုတွားမျိုးရှောင်းလို့တွားဆောင်နေစီမှာငွေကြေးခုန်ကျခံပြီးရောတော့တမင်တကာပြည်ပြင်ကြရလို့တရားပါ sorry.